ဒီနေ့မှာတော့ ATW Engineering Group မြိုက်ကနေငလျင်ဘေးအန်နီရယ်ကနေကာကွယ်ဘူးအထွတ်အဆောက်အုံလေးရဲ့အရေးကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ beam တွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ beam တွေကိုအဓိကအားဖြင့် plinth beam, floor beam, roof beam ဆိုပြီးခွဲခြားလေ့လာလို့ရပါတယ်။ plinth beam ဆိုတာအောက်ခြေ foundation တွေကိုတစ်ခုနဲ့တစ်ခုဆက်သွယ်ပေးတဲ့အထင်နယံတရဲ့အောက်ခံအထစ်လည်းလုဆောင်ပါတယ်။ငလင်လုတဲ့အခါ foundation တွေရဲ့ရွေ့လျားမှုကိုထိမ့်ညိပေးသည်အဆောက်အုံတစ်ခုလုံးကိုတည်ငိမ့်စေဖို့အရေးကြီးပါတယ်။ plain beam တွေဟာ column တိုင်အားလုံးကိုဆက်သွယ်ထားရမယ်ဆိုတာကိုသတိပြုရပါမယ်။ floor beam တွေဟာတော့ချမ်းငင်းရဲ့ wing ကို column တွေစီပို့ဆောင်ပေးပါတယ်။ ငလင်လှုပ်တဲ့အခါဘေးဒိုက်အင်အားတွေကိုခန့်နိုင်ရရှိအောင်ကူညီပေးပြီးအဆောက်အုံရဲ့မာကျောမှု stiffness ကိုထိန်းသိမ်းပေးပါတယ်။ဒါကြောင့် column တွေနဲ့ခိုင်ခိုင်မာမာချိတ်ဆက်ထားဖို့လိုအပ်ပါတယ်။ roof beam ကတော့ floor beam တွေနဲ့ဆင်တူပေမဲ့အပေါ်ဆုံးမှာရှိတဲ့အတော့လေးတန်မိုးတန်နဲ့ငလင်တန်တွေကိုပုံမခန့်နိုင်အောင်ပြုလုပ်ဖို့လိုအပ်ပါတယ်။ beam တွေကိုဒီဇိုင်းပြုလုပ်တဲ့အခါမှာ strong column weak beam ပုံစံကို လိုက်နာဟပါမယ် ဆိုလိုတာကအင်အားပင်းထန်လို့နဲ့ငလင်လုတဲ့အခါဘီမ်တွေဟာကော်လမ်တွေထပ်ပိုးပစ်စည်းလွှဲအောင်ဒီဇိုင်းဆွဲတာပါတဟောင်းအဆောက်အုံတစ်ခုလုံးပြိုလဲတာကညီကာကွယ်ပေးနိုင်ပါတယ်ငလင်တန်းကိုခနိုင်ရရှိဖို့ဘီးမင်းဟာဘရီတာကျွတ်ဆက်စွာမချိုးပဲ့ပဲပျော်ပြောင်းစွာပုံပြနိုင်စွာရှိရပါမယ်။ဘီးမင်းမှာဒီဇိုင်းတွက်ချက်မှုတွေအရသတ်မှတ်ထားတဲ့ကွန်ကရစ်စထရင်းတန်ချောင်းတွေအရေးအတွက်နဲ့အရွယ်အစားကိုအပြည့်အဝထည့်သွင်းရပါမယ်။ beam တွေရဲ့အလဲပိုင်းနဲ့တိုင်အနီးနေရာတွေဟာအားအများဆုံးတက်ရောက်တဲ့နေရာ ဖြစ်လို့ MNE pipeline များအထရတူမဟုတ် အခြားအကြောင်းများကြောင့်အပေါက်ကြီးများဖောက်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ဒါကတော့ငလင်းတန်ကန်ဒီဇိုင်းနဲ့တူအရေးပါတဲ့ beam တွေရဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ဒီ beam တွေမှာတန်ချောင်းတွေကိုဘယ်လိုစနစ်တကျသတ်ဆင်ရမယ်ဆိုတာကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။